Business Dialogue and Networking Session Between Myanmar and Singapore ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြတဲ့ဒီပွဲဟာမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အလမ်းတွေနဲ့ဈေးကွက်ရှင်ပြိုင်မှုနည်းပြဟာအသက်ဖော်ဆောင်ရေးစတာတွေကိုကဏ္ဍလိုက်မူတည်ပြီးတူးချင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာပြည်ရဲ့စီးပွားရေးကိစ္စတွေကိုဘာကြောင့်စင်ကာပူနိုင်ငံနဲ့ဆွေးနွေးခဲ့ကြတာလဲ။စင်ကာပူဟာမြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုဒုတိယအများဆုံးနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ဆိုတိကဒီနေ့အစည်းအဝေးပါလို့ဆိုစင်ကာပူစီးပွားရေးတွေမြန်မာပြည်ကိုမိတ်ဆက်ပေးတဲ့သဘောပေါ့ဒါနံပါတ်1မိတ်ဆက်တဲ့တွေပုံမှာတို့တို့ဒီကမိတ်ဆက်အခါမှာဘာဖြစ်မလဲဆိုနှစ်ပုံသုံးပုံကပုံမှန်ပြတခါမှမရဘူးအေးကြဒီမှာလေးရက်တို့နေပြီးမှတပတ်နေပါတို့နေတဲ့အခါမှာတို့ကောင်းကောင်းနားလည်မှာပေါ့နားလည်မှာတို့အတွက်စီးပွားရေးခွင်လန်းတကယ်တို့မြင်မလားမမြင်လားဆိုတို့တို့ဆုံးဖြတ်ပြီးတို့လောက်ထားအောင်ပေါ့ဆိုတိတိကတကယ်ဒီစင်ကာပူအဖွဲ့တွေမြန်မာပြည်မှာယဉ်နီးမြှုပ်ဖို့လုပ်ဖို့တို့စပီး စုံစမ်းတာပေါ့နော်ဘလောက်အတိုင်းထားပြီးသူတို့စီပွားရေးလုပ်မလဲမလုပ်လဲလို့မသိဘူးဒါပေမဲ့ဒီနေ့တော့နားထောင်ကြည့်ရှုတဲ့အခါမှာတော်တော်များများတွေရောစိတ်ဝင်စားမယ်လို့ထင်ပါတယ်ဒီပွဲမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးအကြီးစားဆောက်လို့ရေးလျှက်စစ်နဲ့စွမ်းအင်အင်ချမ်းမြေကျိုးဆောင်တဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသေးစားချင်းဝင်နဲ့သတင်းအချက်အလက်နဲ့ဤပညာကဏ္ဍပေါင်းစုံကိုအကျိုးအထူးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြပါတယ်ဒီဆွေးနွေးပွဲကိုပူးပေါင်းစီစဉ်တဲ့စင်ကာပူ Business Federation အဖွဲ့ကတော့ 2000ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးဒီအဖွဲ့မှာကုမ္ပဏီပေါင်း12500ကပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်နေပါတယ်။ And among my uh, Singapore Business Federation members for the last 3 years ဒီနေ့ကျွန်တော်တို့လာတဲ့အခါမှာကုမ္ပဏီပေါင်း30ကစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ကြပါတယ်။စင်ဘူးအနေနဲ့ကလည်းမြန်မာနိုင်ငံမှာဗန်လုပ်ငန်း၊ငွေကြေးဆိုင်ရာနဲ့အိမ်ချမ်းမြေလုပ်ငန်းတွေမှာတော်တော်ခြေကျနေပါပြီ ျွန်တော်တို့အဖွဲ့အနေနဲ့ကတော့မြမပြည်ဆိုးရပြောင်းလဲပြီးတဲ့နောက်ပထမဆုံးလာရောက်တာပါနှစ်နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လည်းနိုင်ငံရေးအရာရောလူမှုရေးအရာမှာပါဆက်ဆံရေးတွေကောင်းမွန်နေတယ်လို့မြမစီးပွားရေးမှာလည်းကံကောင်းကြဖို့ဆန္ဒပြုပါတယ်